အားလုံးပဲမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုများကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မင်းအောင်လှိုင်စစ်ရှုံးစီမဲ့လက်နက်ဟာညီညွတ်ရေးပဲဖက်စစ်တပ်ကြောင်းတဲ့သွေးတစ္ဆာဆိုတဲ့အကြောင်းကိုကိုလူမြတ်ကျော်ကယခုလိုပဲပြောကြားခဲ့ပါတယ် မင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ကျွန်တော်တို့ညီညွတ်နေကြပြီလားခင်ဗျားတို့ညီညွတ်ကြပြီတောင်ပေါ်ပြည်ပြန်ကံယိုးရဲမှမချင်တော်လိုင်းရေးတက်တွေညီညွတ်နေပြီလားတိုင်းသားရအိုတက်တွေညီညွတ်နေကြပြီလားအမတော်လိုင်းရေးတက်တွေညီပြန့်တက်တွေညီညွတ်နေကြပြီ ဒီစကားကိုနေ့တိုင်းပြောဖို့ကျွန်တော်စိတ်ကူးရှိပါတယ်ညညရေးကိုတတိပေးဖို့ပါညညရင်စစ်တပ်ကိုနိုင်မယ်ဆိုတာတရားရာခိုင်နှုန်းတိကျရဲ့သားနေညညဖို့မတီးဆောက်တဲ့အခြေအနေကိုတော့ကျွန်တော်တို့ဒီစက်ကလေးမှစိတ်တိုင်းကြအဆင်ပြေညညရင်စစ်တပ်ကိုနိုင်ကိုနိုင်ပါလိတချိန်ကကချင်ကိုတိုက်ရင်ကရင်ကို နာကရင်ကိုတိုက်ရင်ကချင်ကိုနာတောင်ကိုတိုက်ရင်မြောက်ကိုနာမြောက်ကိုနာရင်အရှိကိုနာစစ်တပ်လုံးကြီးလှုပ်ဟန်နေလေတိကြပြီးသားပဲဒီကနေ့တမိုင်းဝင်ຫນွေဦးတော်လန်ရေးရဲ့အခွင့်အရေးကိုမိမိရဲ့အဆုတ်ကင်ပြီးတောင်ပေါ်မြေပဲကံယိုရဲမှမကြံညီညွတ်မယ်ဆိုရင်စစ်ကောင်စီကိုမနိုင်ရအကြောင်းတိကြခံလို့တော့မရှိဘူးနောက်တစ်ခုက နိပညာတိုက်ပွဲလက်ရှိ27ရာစုရဲ့ဖိနှိပ်သူများဖိနှိပ်သူများကိုတော်လံပုံကန်ဆန့်ကျင်တဲ့ခေတ်စစ်ပွဲတစ်ခုအနေနဲ့ယူကရိန်းကခေတ်ဒေါ်လာရေးစစ်ပွဲရဲ့စံပြဒရုန်းစစ်ပွဲကြီးကိုထင်းထင်းရှားရှားပြနေတာဒါကျွန်တော်တို့သင်ခန်းစာပါပဲဒါကြောင့်မို့ နောက်လာမယ့်အနာဂတ်ရှစ်ပွဲကလက်ရှိတော်လန်ကြီးအောင်ဝဲအရရအချိန်တွေအားလုံးဟာနီးပညာရှစ်ပွဲစီဥတည်နေပါတယ်။ဒါကြောင့်လူငယ်တွေကိုနီးပညာနဲ့ပတ်သက်တဲ့ drone တွေ FPV တွေမောင်းသူမျိုးအစရှိတာတွေပေါ့ဗျာနော်။ဒါတွေကိုကျွန်တော်တို့မဟာဗျူဟာတရက်နဲ့ကိုပန့်ပိုးကူညီပြီးတော့ နိပညာတိုက်ပွဲတွေဆင်နွှဲကြရပါလိမ့်အဲ့တော့ဗစစ်တပ်ကဆစ်ရှုံးစီဖို့အချက်နောက်ထပ်တစ်ချက်ဒီနေ့ထပ်ထွက်လာပါလိမ့် ILO ILO International Labor Organization Article 33တို့သိရပါလိမ့် Article 33ဆိုတာရှင်းရှင်းပြောရင်စစ်ကောင်စီအုပ်ချုပ်နေတဲ့အချိန်မှာထွက်တဲ့ထုတ်ကုန်မှန်သမျှကို တရားဝင်တင်သွင်းခွင့်ပိတ်လိုက်မယ်ပိတ်လိုက်တယ်ဆိုတဲ့အခြေအနေမျိုးထိကိုရောက်လာနိုင်ပါတယ်အဲ့တော့ article 33ရဲ့ဘယ်အပိုက်ဘယ်အပိုက်တွေပေါ့ဗျာဘယ်အခြေအနေတွေထိနောက်ဆုံးအခြေအနေကိုတော့ကျွန်တော်တို့မသိရပါပဲဒီကနေ့ပုံမှန်33အိုင်လာရိုရဲ့အရေးပေါ်နေလာတဲ့ဆုံးဖြတ်ချက်မှာတဏီကြညိုတဲ့အရေးယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီဆုံးဖြတ်ဟာဒီဆုံးဖြတ်ချက်ဟာစစ်တပ်အရှိတ်ကိုအင်္ဂနေညီသွားစီပါတ စစ်တပ်ရဲ့တောက်တိုင်ရင်းမြစ်တွေအလုံးပြိုကျတော့မှာဖြစ်ပါတယ်။နိုင်ငံကနဲ့ကုတန်ဆက်တွေကုန်တယ်ခင်းနေရတက်ခံရတော့မှာဖြစ်ပြီးမှောင်ကိုကလွင်ရင်တရားဝင်တင်တင်ခွေနဲ့ပတ်သက်ပြီးဥပဒေကြောင့်ရပိတ်ဆို့ခံရတော့မှာဖြစ်ပါတယ်။ ILO ဆိုတဲ့ International Labor Organization မှာအာနာရှင်နိုင်ငံ၄၅နိုင်ငံကလွင်ရင် တကပါလုံးပေါဝင်တဲ့အလုံသမားအဖွဲ့အစည်းကြီးဖြစ်ပါတယ်ဒီအဖွဲ့အစည်းကအရေးယူတဲ့အရေးယူဖို့ဆုံးဖြတ်ချက်ဒီကနေ့ချမှတ်လိုက်တဲ့ article 33ရဲ့ရိုက်ခတ်ချစစ်ကောင်စီရဲ့လူယာမဝင်မှုကိုပုံမနှဆိုင်စေပြီးစစ်ကောင်စီလောက်ကတောက်တိုင်နဲ့ညီမပြီကထုတ်ခုံမှန်သမျှတရားဝင်ကုံတွယ်ခွင့်ပိတ်ဆို့ခံကြရမှာ လူမျက်ကြော်ကြီးအာတီကယ်သရီဒီနဲ့ပတ်သက်ပြီးဘာတွေဖြစ်လာနိုင်လဲဆိုတော့တော်တော်အရေးကြီးတဲ့ကိစ္စပြည်သူလူကိုတိုက်ရိုက်ထိခိုက်မဲ့ကိစ္စတော့ကျွန်တော်ပြောခဲ့ပါမယ်ဗမာငွေစည်းတွေထိုးကြမယ်ကုန်တွေဘက်နိုင်ငံတွေကင်းမဲ့သွားမယ်ဗမာထွက်တဲ့ကုန်တွေမှောင်ခိုပဲဝယ်လို့ရမယ်တရားဝင်တင်သွင်းဝင်မရှိတော့ဒီအခြေအနေကိုရောက်လာမှာ အဓိကအကြောင်းဝဲလူရန်စားအခြေခံလူရန်စားကိုဥတီပြီးပြောချင်တာကတော့ကုံစင်းနှုံးနေတက်လာနိုင်တယ်လို့ငွေစည်းထိုးချပြီးငွေဖောင်းပွားမှုကြီးဖြစ်လာနိုင်တယ်ဆိုတာကိုတော့တိတိကျကျပြောလို့ရပါတယ်အလုံယုံဆက်ယုံပြီးပိတ်သိမ်းဆွခွာမှုတွေတရဇက်ဖြစ်လာမှာဖြစ်ပြီးအလုံလက်မဲ့တွေအင်မတန်များပြားလာမှာဖြစ်ပါတယ်လက်ရှိဆက်ယုံအလုံယုံတွေတပိတ်မောက်ပြီးနေ့စဉ် လောကလာသာတိုးတောင်းနေမှုတွေအများပြားရှိနေတာနဲ့အတူထပ်မံပြီးတော့ကျွန်တော်တို့ရင်ဆိုင်ရမယ့်အကြီးဆုံးအခက်အခဲကတော့ငွေကြေးဖောင်းပွားမှုကျွန်တော်တို့နိုင်ငံရဲ့ငွေကြေးဟာဝတ္တမှုထိုးကျမှုကြီးဖြစ်ကုန်ဖြစ်မှာဒါကြောင့်ဗမာငွေကြိုင်နာသူများအကုန်လုံးအခုတွေကရှုပ်ပြီးတော့ရွှေမြေဒါမှမဟုတ်နိုင်ငံခြားငွေတစ်ခုခုကိုကြိုတင်လဲလှယ်ထားဖို့ တတိပိပယစီစစ်ကောင်စီရဲ့အရှိုက်ကိုထိတယ်ဆိုပေမဲ့ပြည်သူလူထုစီကိုတော့အပြားခတ်ဖြစ်ပါတယ်ဒီအပြားဟာခပ်ပြင်းပြင်းခက်ဆက်ဆက်ဖြစ်နိုင်တယ်လို့ကျွန်တော်တို့မြင်ရပါတယ်ဒါကြောင့်မို့အလုတ်လက်မဲ့များပြားမှုအလုတ်ဆက်ယုံတွေပိတ်သိမ်းမှုတွေဒရဇက်ဖြစ်ပေါ်လာမှာဖြစ်ပြီးငွေတန်ဖိုးတွေထိုးကြမယ်မြန်မာပြထွက်ကုန်မှန်သမျှကိုတရားဝင်တင်သွင်းခွင့်တွေပိတ်ဆို့နိုင်တဲ့အခြေအနေမျိုးတွေဖြစ်လာ ာဒီကနေ့ညနေမှာဆွစ်ဇာလန်မှာကျင်းပနေတဲ့ ILO နီလာကချမှတ်လိုက်တဲ့စစ်ကောင်စီအရေးယူမဲ့ article 33ရဲ့33ရဲ့တိုက်ရောက်မှုတွေဖြစ်ပါတယ်အဲ့တော့ဒါတွေနဲ့တပြိုင်နက်မှာကျွန်တော်တို့မြန်မာမျက်နှာကပျော်တိုင်းကြိုက်တဲ့နှင်းစီခိုင်လေး အာခတ်တတော်အေးအေးအဲ့ဒီအချင်းလေးကိုပြောကြရအောင်အဲ့တော့ကျွန်တော်တို့ဒီပြည်ရင်း6ဆိုတဲ့ Kevin Wan နဲ့ Proxy Wa အားပြိုင်မှုဟာကျွန်တော်နိုင်ငံတွင်းတက်ရောက်မှုပိုကြီးပါလိမ့်မယ်အိန္ဒိယနိုင်ငံတွေဖြစ်တဲ့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်က Proxy Wa ဖြစ်ပြီးပါအခုထပ်ပြီးကမ္ဘောဒီးယားနဲ့ထိုင်းရဲ့ နှစ်ဖက်နောက်ခံတွေကလှုပ်ဆော်မှုအပါအဝင်ပေါ့ဗျာနော်။နေဆက်ပြဿနာတွေ ਨੇ ကျွန်တော်တို့တောင်အာရှဒေတာတွေမှာတရုတ်နဲ့အမေရိကန်ရဲ့အဓိက proxy war ကစားကွင်းကြီးဖြစ်လို့လာနေတဲ့အခြေအနေကိုကျွန်တော်တို့တော်လိုင်းနိုင်ငံကြီးခေါင်းဆောင်တွေမပြတ်တတိချက်ဖို့လိုပါလေ။အမြင်ကျကျနဲ့အမျော်မြင်ရှိရှိဒီတိုင်းပြည်ရဲ့အမျိုးသားအကျိုးစီးပွား ိုတိုင်းပြည်ကိုလူမျိုးရဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်ရင်းကျွန်တော်နိုင်ငံတော်အတွက်အတွက်ဘယ်လိုတွေပြင်ဆင်ထားရမလဲဆိုတာကိုတော့လေးလေးနက်နက်စဉ်းစားပြီးညီညီညွတ်ညွတ်ခုခံနိုင်မှလားကျွန်တော်တို့တော်လှန်ရေးကြီးတဲ့အောင်ပွဲရမှာဖြစ်တယ်နိုင်ငံအင်အားကြီးနိုင်ငံတွေရဲ့ proxy ကစားမှုကိုလည်းခုခံနိုင်မှာဖြစ်ပါတယ်လာကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ အင်အားပြီးနိုင်ငံကြီးရဲ့ proxy ကတော့ဒဇဆဝင်ရောက်လာနေပါအဲ့ဒီအထဲမှာမှကိုတော်လိုင်းရေးအကျိုးစီးပွားကိုနိုင်ငံအမျိုးသားအကျိုးစီးပွားကိုအခြေခံနဲ့ခိုင်မာတဲ့မူဝါဒတွေနဲ့ရှစ်ဆက်သွားဖို့နိုင်ငံကြီးတော်လိုင်းရေးကောင်းဆောင်တွေဉာဏ်ပညာကြီးကြီးနဲ့ကျွန်တော်တို့ဆောင်ရွက်ကြပါဖြစ်ပါတယ်မဟုတ်ရင်ကျွန်တော်တို့တိုင်းပြည်ဟာစစ်ပွဲနဲ့အဆုံးမတက်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်ကို ရှောက်သွားနိုင်ပါလေစစ်ပွဲတွေနေပဲလုံးလေခြာလေလိုက်ပြီးကဘာကြီးနဲ့ဝေးကွာတဲ့နိုင်ငံတစ်ခုခြောက်သွေ့နေတဲ့အထီးကျန်နေတဲ့နိုင်ငံတစ်ခုပုံစံကိုလက်ရှိချိန်မှာဦးတည်နေတာတွေ့ရတဲ့အတွက်ဒီစကားတွေကိုလေးလေးနက်နက်ပြောနေခြင်းဖြစ်ပါတယ်အဲ့တော့ပြောတိုင်းချက်နေ့စီခိုင်အာရကတတ်တော်အေအေကတော့ဒီကနေ့ နဲ့ရေကန်တာဝါတိုင်းဂုံးကိုတင်လိုက်ပြီလို့အတည်ပြုပါတယ်အဲ့တော့ဒိုင်ယာရတဲ့စစ်ကောင်စီတပ်သားတွေကတော့ကောင်းမားစီအပြည့်နဲ့တဲထုတ်သွားတယ်လို့လည်းကျွန်တော်တို့သိရပြီတာဝါလိုက်ဂုံးတချောကကာကင်းမှန်တဲ့မြောက်ကိုပထမတည်းကအကုံတင်တာပြီးသားပါမနေ့ကတော့တာဝါလိုက်ဂုံးကိုတက်သိမ်းလိုက်ပါတယ်လေပစ်ကူတွေဒရုန်းပစ်ကူတွေအပြင်မြေပြင်ကပါစစ်ကူတောင်းလျှောက်တက်နေပါတယ်တက်တယ်ကိုဝရော်တွေကနေအင်အား30နဲ့အတက်စစ်ကြောင်းတွေတက်ပါတယ် ဒါဒါပြင်မှာပေါ့ဗျာမဆာခ905အမြောက်ဆစ်စင်ကိုကဲမှုဌာနချုပ်အတွင်းကစစ်သုံးမော်တော်ယာဉ်၃စီးနဲ့လက်နက်ခဲယမ်းစီရင်၄စီးနေရီကန်ပြူဟာတို့အရေးပေါ်ကြီးရောက်လာတယ်လို့လည်းကျွန်တော်တို့သိရပါတယ်နေရီကန်ပြူဟာတိုက်ပွဲဖြစ်ပွားရနေရာကိုဖက်စစ်တပ်ရဲ့ဘုံဘောခမောက်တောင်စခန်းနေပြီးတော့လက်နက်ကြီးနဲ့ပစ်ကူပေးနေတယ်လို့သိရပါတယ် ။ဗဇီယောဘက်ကနေနေရီကံကိုစစ်ရင်လေးစီးနဲ့အင်အားပြည့်ပို့ဆောင်ခဲ့တယ်။တမကိုကိုတမမူဒုတမမူကိုယ်တိုင်ကိုကဲနေတယ်။ကဘာလုံးစခန်းစစ်ကူရိတ်ကမပို့နိုင်ပဲအရခတ်တတ်တော်အေးနဲ့ပူပေါင်းတက်တွေကပိတ်ဆို့ဖြတ်တောက်သွားဖြတ်တောက်နိုင်တယ်ဖြတ်တောက်ထားနိုင်တယ်ဒါအကတတော်ဤကြောက်ဖြူတကြောဒီအမ်ပရန်အမ်ပရန်မှဒီယိုးမစီတို့ ဒီဒီအခြေအနေလေးကိုကျွန်တော်တစ်ချက်လစ်ပြဖြစ်ပါတယ်အဲ့တော့ဘာကြောင့်လူမြတ်ကျော်မင်းဟာငါတို့ကိုအငြီးလာကြွေးတာလဲဆိုတော့ရှောက်ဖြူညုတ်သိမ့်တိုက်ပွဲဟာအင်မတန်အကြီးပါပါတယ်အာဂတ်တော်အေအေအေကိုလည်းတရုတ်ကဖိအားပေးမှုတွေရှိပါတယ် DNA ကိုလည်းရှိတယ် MND ကိုလည်းရှိတယ် KIU ကိုလည်းရှိတယ်တိုင်းသားညီနောင်လေးပွဲလုံးကိုတရုတ်ဟာတူတူတမျိုးကြကြတမျိုးမတိတလူလူတိတလူလူအမျိုးစုံဖိအားပေးနေပါတယ် ဲ့တော့အာရကတ္တောအီကတော့ဟိုရှင်းရှင်းပြောရရင်စစ်ကောင်စီရဲ့စစ်တပ်စခန်းမှန်တဲ့မြတ်သိမ်းပြီးအဖရခိုင်နိုင်ငံတော်ကိုပြန်လည်တီထောင်ရယူမယ်လို့ကြေညာပြီးသားရခိုင်ပြည်နယ်တွင်းကရခိုင်ပိုင်းမြေမှန်တဲ့မြတ်အာရကတ္တောအီသိမ်းမယ်လို့ပြောတာတရားမင်းစဉ်းစားလိုက်မြတ်တို့တော့ကြောက်ဖြူကြောက်ဖြူကိုအာခတ်တတ်တော်အီကကောခေါ် အဲ့တော့အမေရိကန်ကကူညီမလားငါတို့ကြောက်ဖြူတိတ်ရင်တရုတ်အကျိုးစီးပွားကိုငါတို့ကင်ထားမယ်တရုတ်မင်းတို့အကျိုးစီးပွားကိုငါတို့ကင်ထားမယ်မင်းတို့ငါတို့ဘာလုပ်ပေးမယ်ကြောက်ဖြူဟာရှင်းရှင်းပြောရရင်လက်ရှိအချိန်မှာအင်တာအရေးပါတဲ့အာရှတိုက်တစ်ခုလုံးရဲ့စစ်ဘုံချက်ပြောပြပါတယ်။ဘာကြောင့်လဲဆိုတော့အရေးပါတာစစ်ပွဲကြီးလို့ ဒီအင်အားကြီးလို့မဟုတ်ပါဘူးအကျိုးစီးပွားဆောင်ချက်နေရဖြစ်ပါကြီးမားတဲ့အကျိုးစီးပွားဆောင်ချက်ကြီးနေရလို့ကျွန်တော်တို့သတ်မှတ်လို့ရဘူးတရုတ်ရဲ့အဓိကအကျိုးစီးပွားဖြစ်ထွန်းရနေရတဖက်မှာတရုတ်ရဲ့ဒီစေးတိုက်ပွဲပဲပြောပြောအခွန်တိုက်ပွဲပဲပြောစီးပွားရေးစစ်ပွဲပဲပြောပြောဆင်နွှဲနေတဲ့အမေရိကန်ကလည်းကြောက်ပြုတ်ကို တိမ့်ပြီးရင်မင်းတို့ကိုငါဘာလုပ်ပေးမယ်ဆိုတဲ့ gift တဲ့နိုင်ငံကြီးတော်လိုင်းကြီးက gift တဲ့အပေးယူအလဲထပ်ပါတပတ်ကလည်းမင်းတို့ကြောက်ပြူကိုတော့မသိမ့်နဲ့ငါတို့ဘာဘာပေးပါမလဲဒီလိုကစားကွက်မျိုးတွွေ့ွေ့တဖြည်းဖြည်းလလပပတိတိတတ်တက်လုံနေတာမျိုးကိုကျွန်တော်မှဆလို့ရပါတယ်အဲ့တော့ကြောက်ပြူမျိုးသိမ့်တိုက်ပွဲလို့တိုက်ပွဲနမနပခတော့ဗျာတတ်သိမ့်လာသေးတာနခခကားတော့တတ်သိမ့်လာသေးတာကြောက်ပြူကဘာလို့ နော်ဘာကြောင့်မသိသိတာလဲဘာကြောင့်စစ်ကိုဝိုင်းပတ်ပိတ်ဆိုတာလဲဘာကြောင့်နောက်ထပ်တလအပြစ်ရတာလဲဒါတွေကအကြောင်းတရားတွေအများကြီးရှိပါတယ်ဒီအကြောင်းတရားတွေကဘာတွေဖြစ်နိုင်မလဲလို့ရောလူကြီးမင်းတို့ထင်ပြီးယူဆပါတယ်သုံးသက်ဝိပန်ဆွေးနွေးကြကြဖို့လေဖိတ်ခေါ်ပါတယ်နောက်တစ်ချက်က MNDA နဲ့လူ TNA ဒီနေ့သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။သတင်းစာရှင်းလင်းပွဲမှာပြည်သူလူထုပြည်သူလူထုနဲ့အတူပဲရက်တည်မယ်။ တယ်။တယောက်ရတယောက်ရဖီအာရီဂျာရဲကတရားရင်လေးကကြားကန်ယုံထွက်ဖို့ကြိုးစားနေတာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့လိုကြားကန်ယုံထွက်ဖို့ကြိုးစားဖို့သူ့မှာမြေပြတ်စီကိုတရွေ့ရွေ့တိုးဝင်လာပြီးအင်အားတိဆောက်ထားရမယ်ဆိုတဲ့အချက်ကိုသူကောင်းကောင်းသဘောပေါက်တယ်။ဒါကြောင့် MBI PDF ပါဝင်ပူပေါင်းတက်တွင်နေရဲ့အာကတ်တက်တော် EA ဟာ sorry တင်းနလီဟာ မြေမြပြည်ကိုစစ်စီလာမယ့်အခင်းချင်းတစ်ခုကိုကျွန်တော်တို့မြင်ရောက်နေမိဘလို့ချီလာမလဲဘလို့ဝင်လာမလဲတော့ကျွန်တော်တို့ပြောလို့မတတ်သေးတိခဲ့ရင်လည်းပြောရမသိဘူးနောက်တစ်ခုက MDA ကိစ္စလောလောဆယ်တော့တခမ်းရက်ထားတဲ့အခြေအနေပါသို့တော့အတွင်းစည်းထဲမှာတော့ချိန်ဝိုင်းလေးရှိပါတယ်ဒါလား ဒီအချိန်နဲ့တူကရင်ထိုးစစ်ကိုကြည့်ရရင်လေမနေ့ကတိတ်ပေါ်ဖို့စကန်သိန်းတိုက်ပွဲမြေအောက်လိုင်ကူတွေကရတဲ့လက်နက်ခဲယံဒေါ်လာတန်းနဲ့ချီတံမိုးရှိတဲ့ခဲယံလိုင်ကူကြီးတခုဖြစ်သွားတာကိုတွေ့ရဖြစ်ခဲ့တာကိုတွေ့ဒီအချိန်နောက်ဆိုမင်းအောင်လိုင်အရှိတောင်တိုင်းစစ်ထမ်းလာတော့တိုင်းမှုကိုနှဖုံခါနေလောက်ပါပြီရင်ဘတ်ထုပြီးငုံနေရတဲ့အခြေအနေမျိုးဖြစ်နေပါညီမစစ်တပ်တမိုင်းမှာဒီလောက်ဆုံးရှုံးနေဒီလောက်ရှုံးနေ ဒီလောက်ဖယိုဖယဲဖြစ်တဲ့ရှုံးနိမ့်မှုမျိုးကိုဒီစစ်ဘုံချုပ်တွေဘယ်တော့မှမခံစားဘူးပေါ့အခုတော့ကျွန်တော်တို့အများအားပြောတယ်သူတို့ရှုံးမှာပူပူပြီးကြောက်လာနေပါဘာကြောင့်မင်းကြောက်တာလဲမင်းကဘာအချက်လက်နဲ့ထပ်ပြောမှလဲလို့မင်းရင်အရှိမကျွန်တော်တို့ပြောခဲ့တဲ့စစ်တပ်ကကောင်တွေမတ်ပုံတွေအစ်စ်နဲ့တော့မသွားရဲတာတွေအလူရင်ဖိအိမ်တော့မသွားရဲတာတွေတကိုးတည်လို့တကိုးမရမငူရဲနော် စစ်တပ်ကကောင်တည်ရက်ွက်ထဲမှာမငိုရဲဘူးသူ့အိမ်ဟာစစ်တပ်အိမ်တည်သွားမှာတည်သွားမှာဆိုလို့စစ်တပ်ကလူမန်းဒီလိုအခြေအနေနဲ့လူဒီနေ့သွေးသစ္စာဆိုလို့ရပြနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့ဖမ်းနေတယ်။သွေးသစ္စာဆိုတာနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုလား။အဲ့လောက်ထိတော့ကြောက်နေကြပြီလား။ကျွန်တော်အရန်ခြေနှံ့မိတယ်ပေါ့။ခြေနှံ့မိတယ်ဆိုတာသူ့ရဲ့အကြောက်တရားကိုကျွန်တော်မြင်ရလို့ပါ။အဲ့တော့ အဲဒီစကိုင်းတိုင်းကန့်ဘလူမှာပေါ့ဗျာနော်ကြောက်เสียတယောက်ပေါ့ဗျာနော်အဲဒါစကိုင်းတိုင်းကန့်ဘလူအထက်ကတစ်ကကြောက်เสียကြီးအရက်ပူးပြီးတွေးတစ္ဆာဆိုတာသူကအမှန်တော့ဘာတော်လိုင်းရေးနိုင်ငံရေးမှလဲလောက်တာမဟုတ်ဘူး KDB ကအပြင်ချက်မှာ movie ဆိုလာတာအရေးကြီးပြီညီနောင်အပေါင်းတို့ twin see honey ဈေးကြီးကြလို့အဲ့လို ဆိုတာအဲ့ဒါကိုเจ้าဆရာကြီးဦးမိုးထွန်းအထက်တန်းပြဆရာဦးစိုးတင်ចောင်းဆောင်ဥညုံဝင်းတို့ကိုဝါတော်ဝပြူစောတီအဖွဲကနိုင်ငံတော်ဒီညိုပြက်စီမှုနဲ့ဝင်ရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်စစ်တပ်ကိုတော်လိုက်ခြင်းတနတ်တော်ကိုင်စီရမလို့သွေးတစ္စာပတ်စုံနေတော့တော်တော်ကြောက်နေတဲ့အနေအထားဖြစ်အဲ့တော့လက်ရှိအခြေအနေတွေကတော့ဒီလိုတွေ့နေရပါတ အဲ့တော့တစ်ဖက်မှာလည်းဖက်စစ်တပ်ဟာကျွန်တော်တို့ရွေးကောက်ပွဲအတွက်ကြိတ်ကြံနေတာဖြစ်ပြီးတစ်ဖက်မှာလည်းတိုးစစ်အချိန်မြင့်လာတဲ့အဲဒီကိရီထိုးစစ်ကိရီထိုးစစ်ကတော့နှစ်ခုငါနဲ့အဲ့ဒီထိုင်းနယ်ဆက်ကစခန်းနေစိန်ပြေးတိုင်းကစားနေတယ်လို့များလုံနေကြလားမသိပါဘူးနော်အဲ့တော့တေဘောဘိုးစကမ်မှာအလံပြူတော်လက်နဲ့ချပြီးထွက်ပြေးသွားသူတွေရှိပါတယ်အဲ့ဒီမှာထွက်ပြေးသွားသူတွေကတော့ နစ်ခွန်ငါလည်းဝင်သွားပါတယ်။ဒိုင်းမတ်ချောင်းကိုကူပြီးနစ်ခွန်ငါကိုပြန်ပို့အဲဒီလိုအဲပြီးတော့ပြန်လာတိုက်ပြီးပြန်ပြေးနစ်ခွန်ငါကပြန်ရောက်တော့ဒီအခြေအနေမှာတော့ကင်းတက်တယ်ဘလို့ကြိုက်တွင်မလဲဆိုတာကတော့အစင်သစ်ပြူဟာရှိပြီးသားလို့ကျွန်တော်တို့ယူဆလို့ရပါတယ်။ရန်ကုန်အင်းစိန်ကြီးတောင်တက်သိမ်းခဲ့တဲ့အခြေအနေမျိုးကိုရင်ဆိုင်ခဲ့တဲ့တင်းတက်တွေနောက်တစ်ခုကအဲ့ဒီရန်ကုန်အင်းစိန်ကြီးတက်သိမ်းခဲ့တဲ့အခြေအနေမှာပြန်လည်ကြတဲ့ အဖြစ်ပြက်တွေကိုသင်ခန်းစာယူဖို့လိုအပ်တာရှိပါတယ်။ဒါနဲ့အတူမှာချုပ်ထွန်းအောင်ကိစ္စဓာတ်ပြလေးပြောချင်ပါတယ်။အဲ့ဒီချုပ်ထွန်းအောင်ကဘူမူချုပ်ဟောင်းနော်ဘူချုပ်လို့အဲဒီချမ်းပြင်းပြောလို့ရတယ်ချုပ်ထွန်းအောင်ချုပ်ထွန်းအောင်ရှင်းလင်းခံလိုက်ပြီးနောက်ပိုင်းမှာတို့ဒီဗတ်ဒီဘေးလေးပါမချမ်းဖမ်းတာမျိုးတွေ့ရတယ်လို့ဒီဖုန်ကြီးကျောင်းတွေမှာလိုက်စစ်နေတာကိုတွေ့ရတယ်။တရတော်လို့စမ်းကြောင်းလို့ဗတ်ဒီပါအဲ့တော့ဒီ ချိုတော့အောင်ဟာစစ်တပ်နဲ့နောက်ွယ်မှာကြီးကြီးမားမားပတ်သက်တဲ့အကောင်ကြီးကြီးအမီးရှိရှိဖြစ်တဲ့အပြင်ဘျော်မြောက်ရေးပါတဲ့လူတယောက်လို့ပြောရသလိုစစ်တပ်ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေကမြို့ပြမှာပထမဦးဆုံးလှုပ်ကြံခံခဲ့ရတဲ့လူတယောက်လို့ကျွန်တော်တို့မြင်လို့ရပါတယ်။ဒါကြောင့်မို့စစ်တပ်အရှိတ်ကိုထိသွားစေပြီးတော့ဗတိစပိန်နဲ့လာတယ်လို့ယူဆရသူနှစ်ဦးရဲ့စီစီမတက်ကိုအခြေခံပြီးရန်ကုန်တောက်ဝိုက်မှာဗတိဘိန်းတော်စီးလို့မရတဲ့အခြေအနေမျိုးနဲ့ ပြင်းပြင်းထန်ထန်ဖိနှိပ်ရုပ်မာနေနေရရှိပါတယ်။အဲ့တော့ဘေးရဆိုင်ကလေးဗတ်ဒီဘိန်းတွေကိုဖန်စီပြီးတော့သူတို့သတင်းပေးတဲ့ပြူစောထီတွေကတော့လွလွလပ်လပ်သွားနေလို့ရပါတယ်။အဲ့တော့မေလာ၂၀နှစ်ရည်နဲ့နံပါတ်မှာလုံချံခံခဲ့ရတဲ့ပြစ်ခတ်ခံခဲ့ရတဲ့ရှင်းလင်းခံခဲ့ရတဲ့နိုင်ငံတော်လုံခြုံရေးနဲ့အကြံပေးမှုတိုက်ပွဲရေးဘာသာရက်နိုင်ငံတော်ဆက်ဆက်ရေးဘာသာရက်တို့ကိုတင်ကြားနေတဲ့နိုင်ငံတော်ကာဝေးတပ်သူကချို့ထွန်းအောင် ူတည်သွားတဲ့နောက်ပိုင်းမှာစစ်ပူချုပ်တီစစ်ပူချုပ်ဟောင်းတီတရက်ဒီလိုက်ရှင်တဲ့ဂိုင်မဘုံနေအတူတီလို့အင်္ဂလိပ်စာတွေပြောင်းတော်တော်ကိုကတောင်းကနင်းဖြစ်နေတယ်ပြီတော်လည်းကြီးဆိုတာကတော့လရအောင်မှာပန်ခင်လန်လျှောက်တာမဟုတ်တော့ပေးဆက်မှုစွန့်လွတ်မှုပြီးတော့ရှိပါဒီပိစဆွလုံးတွေကိုကျွန်တော်နှလုံးသားထဲမှာအမြဲအမှတ်ရရင်ဘူရဲကောက်အာဇာနည်ဖြစ်တစ်ချိန်မှာ ခံခံနာနာကိုဂုံပြုတ်ဥညွတ်ကြရမှာဖြစ်ပါတယ်။ဏိကုံအနေနဲ့ဇဘုံ၏အဖမ်းခံရပြီးနောက်ပိုင်းမှာပုတ္တမကိုထပ်ဖမ်းသွားသလိုလိုတတိပေးသလိုတတိနေထွက်ပေါ်တာ။အဲ့ဒီမှာအများအပြားသုံးသက်တာရှိတယ်ပေါ့နော်။ဇဘုံ၏အပြင်ကိုအရှိမာဒီကျွန်တော်ကြော်စီရနော်။အဲ့ဒီအရှိမာကြော်ဆိုးဥကူဖမ်းပါသေးတယ်။ပောက်ကူတော့တခါခေါ်စစ်ပါသေးတယ်။ပြောတော့ပြောချင်တာကဖစစ်တာရှုံးမဲမဲနေပြီလို့ကျွန်တော်မြင်ရတယ်။ ဲ့တော့တချို့တွေကသုံးသက်တာတွေရှိတယ်ပေါ့နော်။ဇော်ကိုကြီးတို့ကိုဖမ်းတာကအာယုံလှဲ့တာဘာအာယုံမှလာလှဲ့လို့မရတော့ဘူး။ပြည်သူလူထုကိုဘာအာယုံမှလာလှဲ့လို့မရတော့ဘူး။ဘာမှသတင်းဖုံးမှလောက်တာလည်းမဟုတ်ဘူး။ရှုံးမဲမဲနေတာ။မနိုင်နိုင်တာပိုင်ရန်တော့မဲ့အခြေအနေကိုပြတာ။ဖယိုဖယဲဖြစ်မှုနောက်တစ်ဆင့်တက်တာကိုပြတာ။ချုပ်ပြောရရင်တက်ပြတ်နေပြီဆိုတာကိုပြတ်တာနေတဲ့အခင်းချင်းမျိုးဖြစ်ပါတယ်။ကဘာကြီးကိုလက်ပေါ်တင်ပြီးကင်ကြည့်လို့ရနေတဲ့အခြေအနေမှာ ယူကရိန်းကရုရှားကိုဒရုန်းစစ်ပွဲဆင်နွှဲတာတနာ ਈ မပြည့်ဘူးဖုန်းနဲ့ကိုယ့်ဖုန်းနဲ့မှကိုကြည့်လို့ရတဲ့အခြေအနေမှာပြည်သူလူထုနဲ့တော်တော်များများအားလုံးနှိပါကိုဘာအာရုံမှလဲလို့မရတော့ဘူးဆိုတာရှော့ဒီကောင်ကြီးတက်ပြက်နေတာကိုတက်ပြက်နေတာကိုပြနေတာလို့ပဲကျွန်တော်ကယူဆရင်ခင်ဗျားတို့ညင်ညွတ်ကြပါလားကျွန်တော်တို့ညင်ညွတ်ကြ ညီညွတ်ရင်စစ်နိုင်တယ်ဖက်စစ်စနစ်ကိုအမြင့်ဖြတ်နိုင်မှာဖြစ်ပါတယ်ဒီညရတာပါပဲအလုံးကျေးဇူးတင်ပါ